MAEIC ရဲ့တည်ထောင်ရန်ငွေ6.9ဘီလီယံနီးပါးရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024-2025ဘဏ္ဍာနှစ်မှာတငင်းကုန်းလက္ခဏာစည်းကြီးကိုစီမံခန့်ခွဲနေတဲ့မြမအဂရိုအချိန်အများနှင့်သက်ဆိုင်သောကုမ္ပဏီ Limited MAEH ကထထင်အမြန်ငွေ6.9ဘီလီယံနီးပါးရရှိခဲ့လို့2024-2025နှစ်ပတ်လည်အစည်းအဝေးခန်းစာမှာဖော်ပြထားပါတယ်။ အတတရံမြတ်ငွေရရှိမှုအနေနဲ့2023-2024ဖန်နာနှစ်နဲ့နိုင်ရှင်ပါကငွေကျပ်တည်တရမ1.36ဘီလီယံမြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။သာပြင်2023-2022ကာလတို့ဖနာနှစ်ထက်ငွေချက်6တရမ356ဘီလီယံ2022-2023ဖနာနှစ်ထက်ငွေချက်4တရမ266ဘီလီယံအထိနှစ်အလိုက်တိုးတက်ရရှိခဲ့တယ်လို့သိရပါတယ် အခုနှစ်ရက်တွင်အလက်စားပွဲရုံတွေတိဆောက်ရောင်းချရမှုနဲ့ဈေးရုံကကုန်းချောက်လက်ကားရုံတိုးချဲ့ဖွင့်လှစ်နိုင်ခြင်းကြောင့်ဝင်ငွေတိုးတက်ရရှိခဲ့ပြီးဈေးလုံငန်းမှဝင်ငွေဟာ7.3သရမနှစ်ဘီလီယံရှိပြီးပြီးခဲ့တဲ့ဗန်နာနှစ်နဲ့နှိုင်းရှင်ရှင်36ရာခိုင်နှုန်းတိုးတက်လာခဲ့တယ်လို့ဆိုပါတယ်။ MAEAS အနေနဲ့တငင်းကုန်းလက္ခဏာစေကြီးကိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ရဲ့ခွင့်ပြုချက်နဲ့စီမံကိန်းမြေ area 82ဒရမခွန်ရှင်အေကအပေါ်မှာတိဆောက်ရေးလုပ်ငန်းတွေ ဆောက်ရွက်နေတယ်လို့သိရပါတယ်ရှင်။